အမေရိကန်သမားရွေးကောက်ပွဲကြောင့်ကမ္ဘာရွှေဈေးမြင့်တက်လာတဲ့အတွက်ပြည်ရင်းရွှေဈေးနှုန်းမှာငွေကျပ်တထောင်ကျော်ထပ်မံမြင့်တက်လာပါတယ်။ကြော်စရာသတင်းပေးပို့ထားပါရရှင်။နိုဝင်ဘာလ9ရက်နေ့မှာတော့ကမ္ဘာရွှေဈေးနှုန်းတွေကတအောင်စကိုဒေါ်လာ90လောက်ထပ်မံမြင့်တက်လာပါတယ်။ဒီလိုကမ္ဘာရွှေဈေးနှုန်းတွေထပ်မံမြင့်တက်လာတာဟာအမေရိကန်သမ္မတရွေးကောက်ပွဲကြောင့်ဖြစ်တယ်လို့ရွှေဈေးကွက်ကြံကြည်သူတွေကသုံးသပ်ပါတယ်။ ကမ္ဘာရွှေဈေးနှုန်းတွေကတအောင်စားကိုဒေါ်လာ90လောက်ထပ်မံမြင့်တက်လာတဲ့အတွက်ပြည်ရင်းရွှေဈေးနှုန်းကပါငွေကျပ်1000ကျော်ထပ်မံမြင့်တက်လာတာဖြစ်ပါတယ်။ပြည်ရင်းရွှေဈေးဆိုင်နဲ့စားွက်နေရနေပြီးတော့မနေ့တော့ကပြေသွားတာ70ရှစ်တော့ဒီနေ့ဆိုရင်70ရှစ်တိုင်း900နဲ့400တောင်400တောင်လောက်ပြီးကြတယ်။အခုတော့နည်းနည်းလေးကျကြတယ်70တောင်လောက်ပဲ။ကမ္ဘာရွှေဈေးကတော့ကမ္ဘာရွှေဈေးကလည်းမနေ့ကလည်း1200ဒီနေ့ဆိုရင်1300နဲ့30 ွေဈေးကမြင့်တက်လာတဲ့အတွက်ငွေဖော်ခြင်းတဲ့သူတွေအနေနဲ့ပုံမှန်ရွှေဈေးတက်ရော့ပြီးဈေးကွက်ထဲမှာရောင်းချတာလည်းရှိနေပါတယ်။ရွှေဈေးတွေရွှေပဒိန်တွေမှာဝယ်လိုအားကျဆင်းနေလို့ဖြစ်ပါတယ်။ဝယ်လိုအားကျဆင်းနေတဲ့အတွက်ပြန်ပြီးသိမ့်နေရတဲ့အတွက်ဈေးကွက်ကပြန်ရောင်းလိုအားများနေတာဖြစ်ပါတယ်။ငွေဖော်ဖို့လူတွေကတော့အောက်ဈေးနဲ့တကြားစားပြရနေရတော့ short အနေနဲ့ short ပြီးရောင်းဝယ်တော့နေမလာကိုရနေမှာတော့ခောက်ရွှေတကြက်သားကိုကြက် 839,000ပေါက်ဈေးရှိနေပြီး15ပဲရွှေတစ်ကျပ်သားကိုတော့839,500ပေါက်ဈေးရှိနေပါတယ်။ရွှေရဲ့လက်ဝဲရနာရောင်းချတဲ့ရောင်းဆိုင်တွေမှာတော့တစ်ဆိုင်နဲ့တစ်ဆိုင်15ပဲရွှေဈေးနှုန်းတွေကအနည်းငယ်ကွာဟမှုတွေရှိနေပါတယ်။ကျွန်တော်ကတော့ကြိုးစားရပါ။